ဆိုတော့ဤဖြစ်စေချင်တာပေါ့သူကလည်းတချင်းကိုဝါသနာပါတယ်ဆိုတော့လေသူဖြစ်ချင်တဲ့ဆန္ဒလေးကိုတော့ဖြည့်ဆည်းပေးချင်တယ်ဒါမဲ့လို့ဒီလောကဘယ်လောက်ထိကုန်နေဘယ်လောက်ထိပဲဆိုတော့ကျမတို့အနေနဲ့ကြာတော့နားမလည်ဘူးလေသူကလည်းကြိုးစားတယ်ပြီးသူကအရန်မှတ်ညံကောင်းတယ်တရှင်းတပုတ်ကိုအခုဒီမှာဒီနေ့ဝယ်လိုက်ရင်မလားအာသူ့ကိုကြက်ခိုင်းလိုက် နောက်နေ့မနေ့ကျရင်ကြီးချိန်ဖို့ဆိုရင်သူရတယ် ြစ်နိုင်ဘူးလို့မျိုးဟာစိတ်ထဲမှာမှတ်ထားတာဒီလိုလေးဖြစ်လာတော့ဒါလည်းဝမ်းသာမိရယ်ပီတီလည်းဖြစ်ခဲ့မိရယ်ကိုယ့်ရဲ့ဒူးလေးအတွက်လည်းဂုံယူဝမ်းသာဖြစ်ခဲ့မိပါတယ်နေရွေးချယ်လက်လမ်းမှာနေဘွားပြဲခဲ့ရချာအခုတော့မူရတဲ့နေဟာကလေးငယ်ရင်ဝင်ပိုက်လူပြန်ဆုံးသွေးရချာငါနှလုံးသားမှာနောက်တကားကိုရပြီဟာ ရင်နဲ့မရှိဘူးဝချီယာနင့်ရဲ့တူတာကြီးပဲမှသဒ္ဓါဟိုမြန်မာနယ်ဆိုတော့ဖြစ်ချင်တာလေဟုတ်သူ့ကို TikTok မှာတွေ့တယ်ဗောနော်တက်တက်လာလေသူကအတန်လဲကောင်းတယ်ပြီးတော့ချစ်ဖို့လဲကောင်းတယ်အဲအကြောင်း သူ့ကိုသမီးလဲတက်နိုင်တယ်လို့ဒီနေ့အဲမာတလီကိုလာပြီးတော့ဗောနော် live show လေးလာရိုက်ဖြစ်တာပါအဲသူ့ကိုတရှင်းနှစ်ပုတ်ဗောနော်သမီးလဲတက်နိုင်တယ်လို့လေးလှုပ်ပေးတာဗောအဲဂျင်းဆိုတဲ့တရှင်းရဲ့ ်တတရားချစ်သူဆိုတဲ့တခြင်းလေးရယ်ပေါ့နော်နှစ်ပုတ်သူ့ကိုလှုပ်ပေးတာပါဟုတ်မတော်ရွာဒီရန်ကုန်ရောက်ဖို့ဆိုတော့လမ်းမှာနှစ်ညလောက်နေမှရောက်တယ်လေဝေးတယ်ပေါ့ဒါပေမဲ့သူ့ရဲ့မိဘရဲ့ကြတော့တာကြီးအဆင်မပြေတဲ့ထဲရတယ်ပါပေါ့ပန်ပိုးဖို့ဆိုတော့ကြတော့သူ့ရဲ့ဘက်ကအဲ့လောက်ကြီးကြတော့ဖြစ်နေမှာเนาะသူကတော့ဝါသနာလေးတော့ရှိရယ်ပေါ့ ဖြစ်စေချင်တာတော့အစိုးရကြီးဖြစ်စေချင်တာပေါ့သူကလည်းတချင်းကိုဝါသနာပါတယ်ဆိုတော့လေသူဖြစ်ချင်တဲ့ဆန္ဒလေးကိုတော့ဖြည့်ဆည်းပေးချင်တယ်ဒါမဲ့လို့ဒီလောကဘလောက်ထိကုန်တယ်ဘလောက်ထိပဲဆိုတော့ကျမတို့အနေနဲ့ကြာတော့နားမလည်ဘူးလေအစိုးရဖြစ်စေချင်တာလောက်ပဲဆန္ဒလေးတစ်ခုပဲတည်တာလောက်ပဲရှိတာဆိုတော့ရန်ကုန်လာဖို့အဲ့လိုတချင်းလေးဆိုတော့သူ့အတန်းလေးကောင်းတယ်ဆိုလို့တီးတီးဆိုဆရာပြတီမိုးကအလှန့်ခေါ်တာပေါ့နော်ဒီကလေးကအတန်းလေးကောင်းတယ်ရန်ကုန်လာပြီး အတန်မတွင်းကျင်ဘူးလားလို့ခေါ်ခဲ့တယ်ဒါမှမဟုတ်ကျမတို့လည်းအစားတော့မယုံမယဲနဲ့ဘောနော်ရန်ကုန်ရောက်လည်းမရဘူးပေါ့လာဖို့နည်းနည်းရက်ကလေးကြားတဲ့အချိန်မှာစစ်ဟိုပြည်ဒီမိုးကလှန့်လန့်ခေါ်တယ်ပေါ့ဒီကလေးကိုအဲ့ဒါနဲ့ကိုအပွင့်လင်းဆုံးမဲ့လေဒီရန်ကုန်ရောက်လာလို့ဆင်ကျမတို့ကခုနလိုငွေကြေးလေးနဲ့ခက်ခဲရှိတော့လမ်းစရိတ်လောက်ပဲတတ်နိုင်မယ်လို့ပြောတော့ဆရာပြည်ဒီမိုးကသူ့ကိုအတန်လေးလဲကောင်းတယ်ဟိုပါဖြစ်နိုင်မဲ့အရေးရှင်လေးရှိတယ်အဆအဆရရကျွန်တော်တွေအားလုံးသူ့ရဲ့စိတ်နှာမေတ္တာနဲ့ ဟုတ်ကူဒီโอလာတာကျမတို့ကလမ်းစိတ်တတလာပါစားစရိတ်တွေသွားစရိတ်တွေနေစရိတ်တွေဆိုတာစားဆရာပြတီဘောပဲအကုန်လုံးထောက်မှပေးထားတာပဲအားလုံးမဲ့လူလေးစိတ်မရှိအောင်ဟိုကကိုယ့်ရဲ့ညီမောင်နှမရဲ့လိုပဲဘယ်ကဘယ်ဘက်ကမှမလိုလားအားလုံးကိုပဲစိတ်နဲ့မြတ်တာထားပေးပါရစေ တော့ကျွန်တော်နားထောင်တယ်အဖေမေကလည်းပြတယ်ဆရာအောင်သူကမဟိုတစ်တော့ဘောတော့တင်ပြီးရင်းသားနဲ့တာပေါက်သွားတော့ဆရာပြည်ဒီမကတော့ခေါ်ဘာဖြစ်စေခြင်းလဲပေါ့မိဘရာတော့အဆိုးတော့ဖြစ်စေခြင်းလဲဟိုနေရာဝေးတယ်ပြီးတော့အဲ့လိုမျိုးမိဘရာကျတော့ဘာလို့လောက်တာလဲတောင်းလူလောက်တာ ်တော်တော်ကြောင်းရောက်အခု9နှစ်တော့ဘယ်နဲ့ဘယ်နဲ့တန်းရောက်ပါလဲလေးတန်း။ဒီတန်းရောက်ပြီ။ဟုတ်။အတန်ကောင်းပြီးတော့အဲသူတို့မှလည်းအခက်ခဲတွေအများကြီးရှိရလေ။အခက်ခဲတွေအများကြီးရှိရမလုံနိုင်ဘူး။အဲဒါတမီးလဲအခုကကြာတမီးကိုပံ့ပိုးပေးတဲ့သူရှိလို့တမီးလဲနေရာတစ်ခုလေးရလာတာဗောနော်အဲသူလဲအခုဆိုလို့ရှိရင်သူလဲဒါမတက်နိုင်ဘူးဗောမတက်နိုင်ဘူးဒါပေမဲ့တမီးတို့လဲဒါတက်နိုင်သလောက်လေးသူ့ကိုအဲလက်တွဲခေါ်တာဗောဟုတ်တချင်းနှစ်ပုတ်အဲ့လိုမျိုးလေးဗော အဲ့ဒါအရင်တော့ကတော့ဟိုဟိုနိုင်ထအောင်ပေါ့နော်အဲအမြင်အာရုံမတန်ဆွမ်းသူပေါ့အဲနိုင်ထအောင်လေးကိုလည်းလှုပ်ပေးဘူးတယ်ပြီးကြလို့ရှိရင်ဟိုဟာတိုက်လက်ကကြော်ဖူးဖူးဆိုတော့ကောင်မလေးကိုလည်းလှုပ်ပေးရယ်ပေါ့နော်အဲအဲ့လိုလေးလက်တွဲခော့ဖြစ်တယ်ပေါ့ဟုတ်အခုလည်းသူ့ကိုပေါ့မယ်ပြီးတော့ဟိုဟာနောက်ထပ်တစ်ယောက်ဟိုဟာဘိုင်းအီးဆိုဆိုတော့အမကိုလည်းခေါ်ပါအဲလှုပ်ပေးတယ်ပေါ့နော်အဲအခုသူ့ကိုဒါ ထပ်ပြီးတော့လက်တွေပြန်လက်တွေခေါ်တာပေါ့ဟုတ်ဖြစ်နိုင်မှုလို့မျိုးဟာစိတ်ထဲမှာမှတ်ထားတာဒီလိုလေးဖြစ်လာတော့ဒါလည်းဝမ်းသာမိရယ်ပီတီလည်းဖြစ်ခဲ့မိရယ်ကိုယ့်ရဲ့ဒူးလေးအတွက်လည်းဂုံယူဝမ်းသာဖြစ်ခဲ့မိပါရဲ့ရှင်။သူဖြစ်စေခြင်းနဲ့အဆိုတော်ကြီးကိုလည်းဖြစ်စေခြင်းပါပဲ။အစကတော့သူ့ရဲ့လင်းဟင်းစရာဆရာအောင်သူရအတင်ပြတယ်ပေါ့။နောက်ကြတော့ ဆရာပြေဒီမိုးကသူဆိုမဲ့တခြင်းလေးကိုရေးထားတာရှိတယ်ပေါ့အဲ့ဒါလေးကိုမဆိုဘဲနဲ့ဒီကလေးကိုပေးဆိုမယ်ဆိုပြီးဒိုင်ဘာကနေပြီးတော့စာလေးသူဆိုမဲ့တခြင်းလေးကိုပို့ပေးလာတယ်အတခြင်းလေးတွေဆိုလာတယ်ဆရာပြေဒီမိုးကလည်းတစ်ပြင်တင်ပေးပါရှင့်ဟုတ်ကဲ့မြင်ပြီးပါတယ်သူကလည်းကြိုးစားတယ်ပြီးတော့အရန်မှတ်ညာကောင်းတယ်တရှင်းတပုတ်ကိုအခုဒီမှာဒီနေ့ဝယ်လိုက်ရင်မလားအဲသူ့ကိုကြက်ခိုင်းလိုက်နောက်နေ့မနေ့ကျရင်ကြီးချိန်ဖို့ဆိုရင်သူရတယ်အဲ့လိုမျိုးအဲအရန်လဲတော်တယ် ီးတော့အတန်လဲကောင်းနေပေါ့ဟုတ်လာသူကြီးရေကြောက်ကလုံးမင်းတောင်းကမရောဒီဇလလေးဆုံးသက်သွားပြီလေတော့အပေးကြတဲ့လိဒတ်ညာအလုံးလုံးလဲဒါကျေစုတမန်လို့ပြောမှာဒါဆိုရတဲ့ချင်းလေးတွေကိုအလုံးကအပေးပြီးတော့နှစ်သက်တဲ့အတွက်မိသားစုအလုံးကလည်းဝမ်းသာပြီးဖြစ်တဲ့အတွက်ဟုတ်ပါတော့သူ့ရဲ့တခြင်းလေးကိုဆက်လက်ပြီးအားပေးပါအောင်လို့မိသားစုတယောက်အနေနဲ့ပြောချင်ပါရှင့် မိုက်ခဲလေးပေါ့နော်အဲဘာပဲဖြစ်ဖြစ်ဘသူတွေဘာပဲဖြစ်ဖြစ်တိုက်ခိုက်တိုက်ခိုက်ပေါ့နော်အဲအားမလျှော့ဘဲနဲ့ဆက်ပြီးတော့စ조사သွားပေါ့နော်အဲမိုက်ခဲလေးမှာမိုက်ခဲလေးအဖေတွေအမေတွေရွှေမျိုးသားချင်းနေရှိတယ်ဘာမှအားငယ်စရာမလိုဘူးပေါ့နော်ဘလူးပဲဘာတွေပဲပျော်ပျော်ဆက်လက်ပြီးတော့စ조사သွားပါတော့အောင်မြင်တဲ့အဆိုတော်ကြီးလည်းဖြစ်ပါစေလို့ဟုတ်ကဲ့ပါပရိသတ်ကြီးကလည်းအဲမိုက်ခဲလေးကိုပေါ့နော်ထွက်လာတဲ့တခြင်းလေးတွေကိုလည်းဆက်လက်ပြီးတော့အားပေးပါဦးလို့တမီးကပြောချင်ပါတယ်ရှင့် Oh, my God.